မင်္ဂလာညချမ်းလေးပါဗျာမိโกပြလောက channel မှာကြိုဆိုပါတယ်တရေတစ်စီနဲ့ပြလောကဇလံများတင်ဆက်ပေးမှာမို့အပိနာဆင်ပေးကြပါအောင်ဗျာနန်းနဲ့၃နာရီခွဲအချိန်ပတ်ဝန်းကျင်တစ်ခုလုံးအေးစိတ်ငြိမ်သက်နေပြီးတခါတလေခွေးဟောင်တန်တွေကြားရတယ်ညာဦးကပြင်းပြင်းထန်ထန်မိုးတက်လေတွေတိုက်ပြီးမိုးရွာတဲ့အချိန်ကစလို့ပြတ်သွားတဲ့မိကအခုထိပြန်မလာသေးဘူးဒါကြောင့်အိမ်တွေမှာရောလမ်းတွေမှာပါမောင်မင်းနေတယ်တက်ကိုကအိယာကနိုးလာပြီးပြန်အိပ်ဖို့ကြိုးစားပေမဲ့ နေကင်းကအချိန်ကြာကြာအိတ်ထားမိတာကြောင့်ပြန်အိတ်မပြောဖြစ်နေပြီအဲ့ဒီအချိန်မှာလမ်းကွေနာကဆွဲဆွဲငင်ငင်ဦးနေတဲ့ခွေးဦးတန်တွေကြားလိုက်ရတယ်ညာဘက်လူရှင်းတဲ့အခါဒီနေရာမှာတစေတကောင်ကိုအမြဲတွေ့ရတတ်ပြီးအခုသူတို့မိသားစုငားနေတဲ့ဦးဝင်းထက်ချန်နယ်ကိုဝင်သွားတယ်ဆိုတဲ့လူတွေရဲ့စကားကြောင့်တက်ကိုတယောက်ပို့ပြီးကြောစိန်လာရတယ်တယောက်တည်းအိတ်ရာထဲမှာဟိုတွေးဒီတွေးလိမ့်နေရင်အပေါ်သွားခြင်းစိတ်ဖြစ်လာပြီးဒါကြောင့်ဘေးကမိခလုတ်ကိုဖွင့်ကြည့်တော့မိမလာသေးတဲ့အတွက်တမိကိုဖွင့်ပြီးအခန်းထဲကထွက်လာခဲ့တယ် အိမ်တကားကိုဖွင့်ပြီး channel ဆင်းဖို့လုပ်တဲ့အခါ channel နောက်ဘက်ကအိမ်သားကိုတယောက်တည်းမသွားရဲတော့ပဲအိမ်ပေါ်ပြန်တက်လာပြီးအမေကိုလှုပ်နှိုးလိုက်ပြီးမေမေတားပေါ်သွားခြင်းလို့ခဏလောက်လိုက်ခဲ့ပြီးပါအောင်အင်းအင်းအမေလိုက်ခဲ့မယ်တားရင်သွားပါအမေကအိတ်ချင်မှုတူတန်နဲ့ပြန်အိတ်သွားတာကြောင့်တက်ကိုကထထနှိုးမနေတော့ပဲသူတယောက်တည်းအရေးစုံပြီး channel ဆင်းလာခဲ့တယ်တက်ကိုတို့မိသားစုကဦးဝင်းထက်ရဲ့ခြံကိုလာငားနေတာနှစ်လက်ကျော်ပြီးအဖေကဆောက်လုပ်ရေးတစ်ခုမှညှက်ဆောင်လှုပ်လှုပ်ပြီး အမေကဆက်ချုပ်တဲ့ရက်ွက်ထဲကလူတွေကဒီချမ်းမှာတစီချောက်တယ်လို့ပြောကြပေမဲ့တခြားအိမ်တွေထက်အင်ကားကသက်တာတဲ့အပြင်အင်ကလည်းမမသက်သက်ရှိတာကြောင့်သူတို့မိသားစုအတွက်တော်တော်အဆင်ပြေတဲ့အခုထိဒီချမ်းထဲမှာတစီတည်းရဲဆိုတာသူတို့မမြင်ဘူးကြဘူးတက်ကိုကဓမီလေးအောင်ကိုအပြုပြီးရှောက်လာရင်လူတွေပြောရဲတစီရှိတယ်ဆိုတဲ့စကားတွေကိုပြန်ကြားရောင်နေပြီးကြောက်စိတ်တွေဝင်နေမိတယ်အဲ့ဒီအချိန်မှာလေအေးတွေတိုက်ခတ်လာပြီးမိုးထက်ရွာတော့မဲ့ပုံစံဖြစ်လာတာကြောင့်တက်ကိုကဘာမှထက်မတွေးတော့ပဲအင်တာစီကိုခတ်တုတ်တုတ်လျှောက်လာခဲ့တယ် အိမ်သာရှေ့ရောက်တဲ့အခါသူ့နောက်မှာခြေတံတွေကြားရတယ်လို့ဖြစ်ပြီးလက်ကြည့်လိုက်တယ်သူ့နောက်မှာဘသူမှမရှိတာကြောင့်နားကျမတာပဲလို့ထင်ပြီးအိမ်သာတကားကိုဖွင့်လိုက်တယ်အိမ်သာရှေ့ကလမ်းလျှောက်တန်ကြားရတာနဲ့တက်ကိုကတကားကြားကနေအပြင်ကိုချောင်းကြည့်လိုက်တယ်လေမော်ရောင်နှွေးထည်အင်ဂျီလေးဝတ်ထားတဲ့အမေဖြစ်သူကအိမ်သာရှေ့မှာလမ်းလျှောက်နေတာကိုတွေ့လိုက်ရတယ်အမေကိုတွေ့တော့တက်ကိုကြောက်စိတ်တွေပြေလျော့သွားပြီးအားတက်သွားတယ်အပေါ်သွားပြီးတဲ့နောက်တကားကိုဖွင့်လိုက်တော့အိမ်သာရှေ့မှာသူ့ကိုကြောက်ခိုင်းပြီး ျက်စောင့်နေတဲ့အမေကိုတွေးလိုက်ရတယ်တကားဖွင့်နာနဲ့အမေကသူ့ကိုပြောတယ်လာသွားမယ်ဆိုပြီးအရှိကနေအရင်ထွက်သွားတယ်ဒီတန်ကအမေတန်မဟုတ်ဘူးဆိုတာတက်ကိုသတိထားမိတယ်ဒါပေမဲ့အမေကအိယာကပ်ပြီးသူ့နောက်ကနေလိုက်လာပေးတာကြောင့်အဲ့ချင်မူတူးနဲ့အတန်ပြောင်းနေတာဖြစ်မယ်လို့တွေးပြီးအမေနောက်ကနေလိုက်လာခဲ့တယ်အမေကတမီလုံးဝမပါပဲအမောင်လေးမှခက်မြမြန်ရှောက်နေတယ်အိမ်သာသွားတဲ့လမ်းတစ်လျှောက်မှာရွှေတွေရှိနေပြီးဒဲအိတ်တွေပို့ထားတဲ့နေရာမှာအုန်ဒီခဲလေးတွေခင်းထားတယ်မျက်စိမကောင်းတဲ့အမေက အမေကယူတဆက်လျှောက်တက်ပေမဲ့အခုဘာလင်းအောင်မှမရှိပဲမြမြဆန်ဆန်ရှောင်းနေတာကိုတက်ကိုအံ့ဩသွားတဲ့အမေချော်လဲသွားမှလဲစိုးရိမ်လို့မင်းဒါကိုခဏဆောင့်လေတမီးလဲမပါပဲနဲ့အမေချော်လဲဦးမယ်လို့ဩပြောလိုက်တယ်တက်ကိုရဲ့စကားကြောင့်အရှိကရှောင်းနေတဲ့အမေကရက်သွားတယ်တက်ကိုကလည်းတမီးလင်းအောင်နဲ့အုတ်နီခဲလေးတွေပေါ်မှာဂယူတဆက်လျှောက်လာပြီးမင်းသွားမယ်လေလို့ပြောလိုက်တယ်အမေကသူ့စကားကိုပြန်မပြောဘူးအရှိကိုလည်းဆက်မသွားဘူးဒါကြောင့်မင်းသွားမယ်လေလို့နောက်တစ်ခါထပ်ပြောလိုက်တယ် အဲ့ဒီအခါအမေကသူ့ဘက်ကိုဖြည်းဖြည်းချင်းလှဲ့လာတယ်။သူ့ော်လိုက်တဲ့အတန်ကပဝန်းကျင်တစ်ခုလုံးကိုဖုံးလွှမ်းသွားတယ်။လိမ္မော်ရောင်နှွေးထည်ဝတ်ထားတဲ့မိမဟာသူထင်ထားသလိုသူ့မိမဟုတ်ပဲ။မျက်နာမှာနှာခေါင်းပစက်တွေမရှိဘူး။မျက်လုံးဟောက်ပက်ကြီးရဲရှိတဲ့တစေတရေမှဖြစ်နေတယ်။တက်ကိုကဒီတရေမနဲ့ညီကက်စွာရဲ့နေရာကနေကြောက်လန့်ပြီးနောက်ပြန်ဆုတ်လိုက်တော့အုံနေခဲ။မစီထားတဲ့နေရာရှွံ့ပွက်ထဲကိုကျသွားပြီးဟန်ချက်ပြက်ကလဲကျသွားတယ်။ကျော်စင်တို့မိသားစုဟာရန်ကုန်မြို့ကြီးကိုရောက်လာခဲ့တာ၃လကျော်ပဲရှိသေးတယ်။ ူတို့ရဲ့ဇာတိကအေယာဝတီတိုင်းဘက်ကဖြစ်ပြီးရန်ကုန်မှာအလုပ်လုပ်ဖို့တက်လာကြတာပါရန်ကုန်ကိုရောက်ရောက်ချင်းမှာမိမရဲ့အမအိမ်မနေခဲ့ရင်မယ်အိမ်မမီးဖြစ်သူရဲ့ယောက်ျားနဲ့ယောက်ခမတွေပါရှိနေတာကြောင့်ရေရှိမှာအဆင်မပြေဘူးဒါကြောင့်မရီးရဲ့မိတ်ဆွေတယောက်ရဲ့အဆက်အသွယ်နဲ့ဦးဝင်းထက်ချန်နဲ့ရောက်လာခဲ့ကြတယ်ဦးဝင်းထက်ကမူဆိုးဖို့တယောက်ဖြစ်ပြီးသူ့မိမကလွန်ခဲ့တဲ့နှစ်20ကျော်ကကိုဝင်စိတ်တက်ပြီးဆုံးသွားတယ်လို့သိရတဲ့အလုပ်ကနေစေးပင်ဆင်ယူပြီးနောက်ဦးဝင်းထက်ကအိမ်မှာကုံစုံဆိုင်ဖွင့်ကချန်ထဲမှာအိမ်ငားတွေထားတယ် ခြံထဲမှာအရှိဆုံးအိမ်ကဦးဝင်းထက်ရဲ့နှစ်ထပ်ပြင်ထောင်အိမ်ဖြစ်ပြီးအိမ်ဘေးမှာအိမ်ငှားတွေဖြတ်သွားဖို့လမ်းလေးရှိတဲ့အနောက်မှာပြင်ထောင်အိမ်လေးလေးလုံးရှိပြီးနှစ်အိမ်ကသူတို့နဲ့မရှိမနှောင် ပြောင်းလာသူတွေဖြစ်တယ်လို့သိရတယ်။မိမဖြစ်သူမအီးကမနှက်ခင်းတွေမှာဈေးထဲမှာမုံဟင်းကားရောင်းပြီးသူကရက်ွက်တွေမှာရေခဲချစ်ရေခဲတုပ်လိုက်ရောင်းတယ်။သူတို့လင်မယားမှာ၈နှစ်ကျော်ရွယ်သားလေးတစ်ယောက်ရှိပြီးသားလေးကိုအနောက်လမ်းကအလဲတန်းကျောင်းမှာထားတယ်။မအီးကမနှက်ခင်းတွေမှာဈေးထဲမှာမုံဟင်းကားရောင်းရတာကြောင့် မနဲ့၃နာရီကျော်လောက်ကလေးကထပီဆေးဝယ်ထွက်ဖို့ပြင်ဆင်ရတယ်။တခါတလေမိဖို့ချောင်ကတန်စကာကွက်တွေကနေအပြင်ကိုကြည့်မိရင်ခြံထဲမှာမောင်မီးနေပြီးတစုံတယောက်ကသူ့ကိုပြန်ဆိုက်ကြည့်နေတယ်လို့ခံစားရတယ်။ဒါပေမဲ့ဒါကိုစိတ်ထဲမထားဘဲနေလာခဲ့တာအခုဆိုတလကျော်လာပြီ။သူမရဲ့မုံဟင်ခါကဈေးတင်ပြီးအရသာလဲကောင်းလာကြ။စားသူများပြီးမနဲ့၉နာရီမထိုးခင်မှာပဲကုန်သွားတတ်တယ်။ဒီနေ့မှနောက်ဆုံးစားနေသူထွက်သွားပြီးနောက်မအီဆိုင်သိမ့်နေချိန်မှာဈေးတဲကအတီးရောက်တဲ့ဒေါ်အေးစိန်ရောက်လာပြီးခုံမထိုင်ကား ဟဲ့ညီကိုငါတခုမေးရဦးမယ်မေးပါတော့ညီတို့ကအူဝင်းထက်ချန်ထဲမှာငားနေတာဆိုဟုတ်လားဟုတ်တယ်လေဘာဖြစ်လို့လဲအောင်မလေးညီတို့ပဲမကြောက်မလန့်တော့ကျုပ်ကိုအိမ်လက်ခမပေးရဲ့အလကားလာနေပါလို့ခေါ်ရင်တောင်ကျုပ်မနေဘူးဘာများဖြစ်လို့လဲအတော်ဒေါ်အေးစိန်စကားကြောင့်မအီးကဆန်တင်းနေတာကိုရက်လိုက်ပြီးတီးကျင်စိတ်နဲ့မေးလိုက်တယ်။သူမမေးလိုက်တဲ့စကားကြောင့်ဒေါ်အေးစိန်က"သူမကိုအံ့ဩပြီးကြည်က"ဟဲ့ညီတို့ဘာမှမတိကြဘူးလား။တရေရောအချောက်မခံရဘူးလား။ အဲ့ဒီခြံမှာတရေရှိတယ်တရေအေးဟုတ်တယ်အရင်လူတွေကအဲ့ဒီတရေကြောင့်ပဲပြောင်းပြေးရတာဒါကြောင့်လူမမြဲပဲအမြဲလူတစ်တွေကြီးပဲဖြစ်နေတာလူတစ်တွေပဲတော့မဟုတ်ပါဘူးဦးသိန်းကျော်တို့လင်မယားဆိုနေလာတာကြပါပြီအောင်မလေးအဲ့ဒီဦးသိန်းကျော်တို့လင်မယားကအရန်ကတာသူတို့ပေးရတာတက်တာရင်ပြီးရောညာတိုင်းတရေချောက်ခံရရင်တောင်ဂယူးမဆိုင်ပဲဆက်နေမဲ့လူစားမျိုးတွေကျမတို့ပြောင်းလာတာတလက်ကျော်ပါပြီအခုထိတော့အတော်ပြောတဲ့တရေကိုမမြင်ဘူးသေးပါဘူးညီတို့လောလောဆယ်ကံမြင့်နေလို့ချစ်မှာပေါ့ အယုံကြည်မရှိသလိုနဲ့တော့ပေါ့ပေါ့မနေနဲ့မအီးကဒေါ်အေးစိန်ရဲ့စကားတွေကိုနားထောင်ပြီးနောက်ဆိုင်းဆက်သိန်းကစိုက်ကားနဲ့အင်ကိုပြန်လာခဲ့တဲ့စိုက်ကားပေါ်မှာဒီအင်ရဲ့အကြောင်းကိုတေချာမစုံစမ်းပဲလက်ခသက်တာတာကိုပဲကြည့်ပြီးပြောင်းလာမိတာမှားသွားပြီလားလို့တွေးနေမိတယ်။ညနေဘက်ထမင်းစားပြီးနောက်ချက်တုံနီတွေကိုကျော်စင်ကသူမနဲ့အတူလိုက်ကူခွာပေးနေတယ်။အဲ့ဒီအချိန်မှာသူမကမနဲ့ကကြားလာတဲ့အကြောင်းတွေကိုယောက်ျားဖြစ်သူကိုပြောပြဖို့စကားစပြောလိုက်တယ်။အကိုဈေးထဲမှာအတီးအနံရောင်းတဲ့ဒေါ်အေးစိန်ကိုတိတယ်မဟုတ်လား။ ကိုမျက်နှာပြဲပြဲတော်ကြီးကိုပြောတာလားဟုတ်တယ်အင်းသူကဘာဖြစ်လို့လဲအဲ့ဒီတော်ကြီးကဤသက်ကိုဒီနေ့ဒီချမ်းရဲ့အကြောင်းလာပြောပြတယ်ဘာအကြောင်းများလဲဤသက်ရဲ့ဟိုလေဒီချမ်းထဲမှာတရေရှိတယ်တဲ့မဖြစ်နိုင်ဘူးဤသက်ရဲ့လူတွေတမင်သက်သက်ရှောက်ပြောနေကြတာပါဒေါ်အေးစိန်ကရှောက်ပြောတတ်တဲ့လူစားတော့မဟုတ်ဘူးအကိုရဲ့อีตะกูรู้อะคูเตยไม่เปล่าเนี่ยเตยเยอะเยอะยาวหนาวไม่เห็นปูปูฉอดตาเลยอะยินน้องก็ขึ้นมาบา ။ဘာပဲဖြစ်ဖြစ်ဤတက်တို့တခြားနေရာကိုပြောင်းဖို့လုပ်ကြရအောင်နော်။အိမ်ပြောင်းနေဆိုတာထင်သလောက်မလွယ်ဘူးဤတက်ရဲ့ဒီအိမ်လက်ခကကိုရုဝင်ဝင်နဲ့အဆင်ပြေတယ်ပြီးတော့တခြားမှာဆိုဒီလိုရက်ွက်မျိုးရမှာမဟုတ်ဘူးဒီလိုရက်ွက်မှာပဲထက်နေခြင်းရင်ဒီအိမ်လက်ခရဲ့တစ်စကြော်လောက်ထက်ပေးရလိမ့်မယ်ကိုရုကထက်ရှာရင်တော့တားလေးချောင်းရှိနေတဲ့အတွက်ဒီမှာပဲထက်ရှာရမှာလေဒါကြောင့်ပြောင်းဖို့ကိုတားလေးဒီတစ်နှစ်ကြောင်းပြီးမှပြန်စင်းစားကြအောင်ကြော်စင်တေချာရှင်းပြတဲ့စကားကြောင့်ဤတက်လေအဖက်ဖက်ကနေစင်းစားပြီးစိတ်ကိုလျှော့လိုက်တာခေါင်းငိတ်လိုက်တယ် ရေးထွက်ဖို့မနဲ့စောစောထပ်ပြီးလှုပ်ရှားရှိတာတွေလုပ်နေရပေမဲ့မအီမာအရင်နေ့တွေထက်ကြောက်လန့်နေမိတယ်ခြံထဲကအုံပင်တရက်ပင်တွေကလည်းရုတ်တရက်လန့်ကြည့်လိုက်ရင်မကောင်းဆိုးဝါးတွေရက်နေတယ်လို့ထင်ရတယ်ဒါကြောင့်တန်စကာကွက်တွေကနေအပြင်ဘက်ကိုမကြည့်မိစေဖို့သူကိုယ်သူထိန်းပြီးအလုပ်ထဲမှာပဲအတက်နိုင်ဆုံးစိတ်နစ်ကလှုပ်ရှားရှိတာတွေဆက်လုပ်နေလိုက်တယ်အဟင်းအဟင်းမိန်းကလေးတယောက်ရဲ့ငိုတန်ကိုကြားလိုက်ရတာနဲ့သူမလုပ်နေတဲ့အလုပ်တွေကိုရက်ပြီးတေချာအာယုံဆိုင်နားထောင်လိုက်တယ်ငိုတန်က"သူမအနောက်ဘက်ကနေလာတဲ့အတန်ဖြစ်နေတယ်သူမကဒီငိုတန်ကိုအဆက်မပြတ်ကြားနေရပြီ" ။သူမရှိတဲ့နေရာကိုလျှောက်လာနေတဲ့ခြေတံတစ်ခုကိုလည်းထက်ကြားလိုက်ရတယ်။သူမမှာတကူလုံးလုံးရင်နေပြီးတရေမတ်ကိုတွေ့ရမှာကိုစိုးရင်ကြောက်လန့်နေတယ်။ဒါကြောင့်မုတ်တုတ်ထန်ချလိုက်ပြီးနားနှစ်ဖက်ကိုလက်နဲ့ပိတ်ကမျက်စိနှလုံးကိုအတင်းမိတ်ထားလိုက်တယ်အား။သူမရဲ့ပခုံးပေါ်ကိုလက်တစ်ဖက်လာရောက်ဆုပ်ကင်လိုက်တာနဲ့အတကုံအောင်ချလိုက်တယ်။ဤသက်ဤသက်ပါဖြစ်တာလေ။မျက်စိဖွင့်ကြည့်ပါဦး။ယောက်ျားဖြစ်သူရဲ့အတန်ကြောင့်မျက်စိကိုမဝက်မရဲဖွင့်လိုက်တဲ့စိုးရင်တကြီးနဲ့သူမကိုကြည့်နေတဲ့ယောက်ျားဖြစ်သူကိုတွေ့ရတယ်။ဘာဖြစ်တာလဲဤသက်။ဟိုဟို မိမတယောက်မိုတန်ဘဲကလည်းခုနတုန်းကတေချာကြီးကြားနေတာပါဘာလို့အခုမကြားရတော့တာလဲဤတက်ရဲ့ဤတက်မနေ့တုန်းကဒေါ်အေးစိန်ပြောရဲစကားတွေကြောင့်အကြောက်လွန်ပြီးကြားမိကြရကြားနေတာဖြစ်မှာပေါ့စိတ်ထဲမထားပါနဲ့ကျော်စင်ကမအီကိုနှစ်သိမ့်ပေးပြီးဈေးထွက်ဖို့ပြင်ဆင်စရာရှိတာတွေကိုဝိုင်းပြင်ဆင်ပေးလိုက်တယ်နေ့လယ်ဘက်ခဏပြန်အိတ်နေချိန်မှာကလေးငယ်ရဲ့ဆူဆူဝါးဝါးငိုတန်ကြောင့်မအီအိတ်ရာကနိုးလာခဲ့တယ်ဒီငိုတန်ကအိမ်ဘေးကချက်မြည့်ရဲ့ကလေးငိုတန်ဖြစ်နေတယ် မအီကအိယာကားပြီးအိမ်ပေါက်မှာရက်ကဘေးအိမ်ထဲကိုလမ်းကြည့်လိုက်တယ်။အိမ်ထဲမှာချမ်းမြေကတမီးလေးကိုငိုတိတ်အောင်ချုံမြူနေတဲ့ချမ်းမြေကအိမ်ကသဘောမတူတဲ့သူနဲ့အိမ်ထောင်ကြပြီးမိဘတွေကအိမ်ရိတ်တောင်အနေမခံတာကြောင့်အိမ်ကနေရင်အခုဒီချန်ထဲကိုရောက်လာခဲ့တာပါ။ချမ်းမြေရဲ့ယောက်ျားအောင်ထက်ဟင်းကကုမ္ပဏီတစ်ခုမှာအလုပ်လုပ်ပြီးညနေ9နာရီရုံးစင်းက9နာရီလောက်မှအိမ်ပြန်ရောက်တာကြောင့်ကြံချိန်တွေမှာအိမ်မှာချမ်းမြေနဲ့ကလေးနှစ်ယောက်ပဲရှိတယ်။ချမ်းမြေရဲ့ကလေးကမိုးလကြီးလား။ဟုတ်တယ်အမကြီး။ တမီးလေးကဒီရက်ပိုင်းအရန်ကိုတာပဲ ချော့လို့လည်းမရဘူး။ "तू နေမကောင်းတာဘာတွေများဖြစ်နေလို့လား။မဟုတ်ဘူးမ။မင်းညကသူ့ဖေလည်းမတင်ကားလို့ဆရာဝန်သွားပြတယ်ဆရာဝန်ကဘာမှမဖြစ်ပါဘူးတဲ့ဟုတ်လား။ဒါဆိုကလေးကအเจ้าမရှိရဲဘာလို့ဒီလောက်တောင်ငိုနေတာလဲမသိဘူး။မပြောတတ်ပါဘူးအမတ်ရဲ့။တိတ်လဲခဏပဲညနေတက်ပူဆိုးတယ်။ချမ်းမြေကတမီးလေးကိုကြည့်ပြီးစိတ်မချမ်းမသာစွာနဲ့ပြောလိုက်တယ်အဲ့ဒီအချိန်မှာမင်းမင်းဒါပြန်လာပြီ။ ဟဲ့ဒါဒီနေ့ចောင်းကဘာလို့စောစောလွတ်တာတုံးပြီးတော့ဒါတယောက်တည်းပြန်လာတာလားဆီယာမကမနေ့ပြန်စာမေးပွဲအတွက်ခုံတွေစီပြီးတော့ပြန်ကျင်တဲ့သူပြန်လို့ရပြီပြောလို့လူဟင်းနဲ့အတူတူပြန်လာတာသူ့မိကဒါကိုချန်ရှိတိပို့ပေးခဲ့တာအေးအေးထမင်းချိုင်ကိုသူ့နေရာသူသွားထားပြီးစာရီလုံနေပြီးရင်မေးမေးလာခဲ့မယ်ဒါလေးကမအီးရဲ့စကားကိုနားထောင်ပြီးနောက်အိမ်ပေါ်ကိုတက်သွားတယ်ညနေထမင်းစားတဲ့အချိန်မှာဒါလေးကဖေဖြစ်သူကိုဖေဖေသားတို့ခြံထဲမှာတရေရှိတယ်ဆိုလို့ မေးလိုက်တာကြောင့်ကျော်စင်ကမအီကိုထမင်းစားနေရကနေလှမ်းကြည့်လိုက်တယ်။ဒါကိုဘသူပြောလဲ။ဒါတို့အခန်းထဲကဖူးပွင့်ကုန်ပြောတာ။ဒါရဲ့သူတို့ကဒီ channel မှာနေဘူးလို့လားဒါကိုကြောက်အောင်တမင်တက်တက်ပြောနေကြတာပါ။အဲ့ဒီကောင်မလေးတင်မဟုတ်ဘူးဖေဖေရဲ့ဟိုမုန်းဆိုင်ကဒေါ်တောင်းကြီးကလည်းနင်တို့ channel မှာတရေရှိတယ်မကြခင်ပြောင်းပြရလိမ့်မယ်လို့ပြောတယ်။မဟုတ်ပါဘူးဒါလေးရဲ့။အဲ့ဒီဒေါ်တောင်းကြီးနဲ့ဖေဖေကတိတ်တဲတာမဟုတ်ဘူးဒါကြောင့်ဒါကို၆ပြောနေတာ နောက်နေသားလေးကိုအဲ့လိုထက်မချောက်အောင်ဖေဖေအဲ့ဒီမိမကြီးကိုသွားပြောလိုက်အောင်မယ်မင်းမင်းဖေဖေပြောတာဟုတ်လားဟင်ဟုတ်တာပေါ်သားရဲ့သူတို့တသက်မဲ့ရှောက်ပြောနေကြတာပါကဲသားလေးငါးကြော်စားမလားမင်းမီခွဲပေးမယ်မအီကသားလေးမချောက်အောင်ပြောပြီးစကားလမ်းကြောင်လွှဲလိုက်တော့လေငါးကြော်ခွဲရင်လက်များတုံရင်နေမိတယ်နောက်တနေ့ဟဲ့ကလေးတွေမပြေးနဲ့လေဖြည်းဖြည်းသွားလွယ်အိတ်ကိုလွယ်ပြီးသမင်းချိုင်ကိုယူကအိမ်ပေါ်မှာပြေးစင်းသွားသောသားနဲ့သမီးကိုတော်ဆန်းဝင်းကအဝတ်များခောက်နေရမှာဟောပြောလိုက်တယ်။ လေးနှစ်ယောက်ကတော့သူတို့အမေရဲ့အတန်ကိုကြားပုံမပေါ်ကလေးပြီပြီးចောင်းကိုစောစောရောက်ပြီးတငယ်ချင်းများနဲ့ကစားရံကိုသာဆက်ရောက်နေပြီးခြံထဲမှပြေးထွက်သွားကြလေတယ်။ဒီကလေးတွေတော့လေအခုကလေးကစကားကိုနားမထောင်ကျင်ကြတော့ဘူး။ဒေါ်ဆန်းဝင်တယောက်တည်းပုစီပုစီပြောရင်းကြံရိတ်ခဲ့တယ်။ချမ်းမြေ့ရေချမ်းမြေ့ဒေါ်ဆန်းဝင်ပါလား။လာလေးအိမ်ပေါ်တက်ဒီမာကြီးအတွက်ခရမ်းတီးငပိချက်ဘာလို့နှစ်ရချာတစ်ခါလောက်ကိုဟင်းတွေယူလာရတာလဲ။ဒေါ်ဆန်းဝင်ရေဒေါ်ဆန်းဝင်တို့မိသားစုစားဖို့အတွက်ပဲထားလိုက်ပါ စားစမ်းပါ ਈ ငါနီးကလေးတစ်ဖက်နဲ့ချက်ရပြုတ်ရတွေရှုပ်နေမှာဆိုလို့နိုင်တလောက်ယူလာပေးတာကျေးဇူးပါပဲဒေါ်ဆန်းဝင်းရဲ့ဒီမှာအကြော်ရီစားပါအောင်ရတယ်မစားတော့ဘူးဒါနဲ့ညီမိပါတွေ ပြန်မဆက်တွေ့သေးဘူးလားဟင်အင်းအမေကစိတ်ဆိုးမပြေသေးဘူးထင်တယ်ဟိုနေ့ကတော့ကိုကြီးနဲ့ဖျားပွဲမှာတွေ့ရတမီးလေးအတွက်မုံဘိုးပေးသွားတယ်အင်းပေါ်လေမိသားစုမှာမင်းကလေးကညီတစ်ယောက်တည်းပါတာနောက်ပြီးအောင်ထက်ဟင်းကလည်းမင်းမနဲ့ကလေးပေါ်တာဝန်ကြီးတဲ့လူကောင်းတစ်ယောက်ပါအနည်းငယ်ပြန်လက်ခံပါပါ ချမ်းမြေလေအမေတို့စီတခါတလေပြန်သွားကြင်ပါပဲညီတို့ဒီမှနေတယ်ဆိုတာညီမိဘတွေတည်လားတိမဲ့ထင်နေစိတ်မပူနဲ့အေးမကြခင်ညီမိဘတွေညီကိုပြန်လာခေါ်มาပါဒီလိုချစ်စရာကောင်းတဲ့မြေလေးလည်းရှိနေပြီပဲဟုတ်ကဲ့ဒေါ်ဆန်းဝင်းသွားတော့မယ်အဝတ်လျှော်စရာလေးရှိသေးလို့အော်ဟုတ်ကဲ့ဦးသိန်းကျော်တို့လင်မယားကညာ၈နာရီကျော်ဝန်းကျင်တွင်လက်ဖက်တုပ်စာရင်မြမကားကိုထိုင်ကြည့်နေတဲ့ဒီအချိန်တွင်သူတို့ထိုင်နေတဲ့ဖြာကြီးကိုတယောက်ယောက်ကအိမ်အောက်မှတုပ်ဖြင့်ထိုးနေတဲ့ကဲ့သို့ဖြာကြီးကျွတ်တက်လာတယ်ဟဲ့ဟဲ့ ဘာဖြစ်တာတုံးအိမ်အောက်ကဘသူလဲဟေ့ဦးသိန်းကျော်တို့ပြောပြောဆိုဆိုနဲ့ဖြာပေါ်မှထလိုက်ပြီးကိုသိန်းကျော်အောက်မှာဘသူတွေလာလုံနေတာလဲမသိဘူးသွားစင်းကြည့်ပါဦးအေးငါစင်းကြည့်လိုက်မယ်တမီးရောရှင်ဘေးမာလေးကိုသိန်းကျော်ရဲ့နင်းနေပါပါပစ္စည်းတွေပမာထားတယ်လဲဆိုတာမှတ်ထားအောင်ဦးသိန်းကျော်ကတမီးယူပြီးအိမ်အောက်သို့ထိုးကြည့်ရဘသူကိုမှမတွေ့ရပဲဘသူမှမရှိပါဘူးဟာဟုတ်လို့လားကိုသိန်းကျော်ရဲ့အခုထိဖြာကြီးကကြွနေတော့ဟုတ်တယ်အောက်မှာဘာမှမရှိဘူး ဖေဖေရှင်ကမျက်လုံးကောင်းတာမဟုတ်ဘူး။ကျမကြည့်မယ်။ဒေါ်တန်းမြင့်ပြောပြောဆိုဆိုနဲ့အိမ်ပေါ်မှာဆင်းကယောက်ျားဖြစ်သူစီမှတမိကိုယူပြီးအိမ်အောက်ကိုထိုးကြည့်လိုက်တယ်။ဘာမှမရှိအိမ်ပေါ်ကိုပြန်ကြည့်လိုက်တဲ့အခါဖြာကြီးကပုံမှန်နေထားပြန်ဖြစ်နေတယ်။ဖြာကြီးမကြောက်တော့ဘူးလား။အိမ်ပေါ်ပြန်တက်ရအောင်။သူတို့အိမ်ပေါ်ကိုပြန်တက်လာပြီးထိုင်မလို့အလုပ်တုံဖြာကြီးကပြန်ကျွတ်တက်လာပြီးအိမ်အောက်မှာဘသူလဲထွက်ခဲ့စမ်း။ဒေါ်တန်းမြင့်အနေငယ်ဒေါ်သက်ထွက်လာပြီးအိမ်ပေါ်ဝကိုသွားပြီးအတန်မာမာနဲ့ပြောလိုက်လေတယ်။ ကိုသိန်းကျော်ဓမီပြန်ယူလာခဲ့ရော့ဒီမှာဒေါ်သမင်းကအိမ်အောက်ဆင်းပြီး အောက်နံ့ဓမီဖြင့်ထိုးကြည့်တော့မိမဘာတွေ့လဲဘာဘာမှမတွေ့ဘူးဘာလို့မင်းအတန်တွေတုံနေတာလဲဖြာကြီးကအခုထိကြွနေတော့ဒေါ်သမင်းအိမ်ပေါင်ကိုချက်ချင်းတက်ကအိမ်တကားကိုမြ мян ပိတ်လိုက်တယ်ဘာဖြစ်လို့တကားကိုပိတ်လိုက်တာလဲဖေးတရေလုံနေတာထင်တယ်ဘာတရေဟုတ်လားဟုတ်ဟုတ်တယ်ဒါကြောင့်ကျမတို့ဘာကူမှမမြင်ရတာပေါ့ ။ဦးသိန်းကျော်လည်းမိမစကားကိုနားထောင်ပြီးစက်တီးများထလာတယ်။သူတို့လင်မယားဖြာကြီးကိုကြည့်ပြီးဒုံလုံးချောက်ချားနေတော့ဖြာကြီးကပြန်ကြသွားတယ်။တည်းရဲ့တည်းရဲ့မကြည့်ဒေါ်ဆန်းဝင်းကလေးနှစ်ယောက်အော်တန်ကတချံလုံးကိုဖုံးလွှမ်းသွားတယ်။ကလေးတွေပါဖြစ်တာလေ။အိမ်ထဲကလူတွေအားလုံးထွက်လာကြတယ်ကလေးနှစ်ယောက်ကကာတွန်းစာအုပ်လေးတွေကိုပိုက်ထားပြီးဦးသိန်းကျော်ရဲ့အိမ်အောက်ကိုမြေတောင်မခတ်ပဲကြောက်လန့်စွာကြည့်နေကြတယ်။တမီးငယ်လေးကသားတွေတစ်ဆက်ဆက်တုံနေပြီးဘာစကားမှမပြောနိုင်တော့ဒေါ်ဆန်းဝင်းကသားရဲ့ပခုံးကိုလှုပ်ကား တားပါဖြစ်တာလေမိမိကိုပြောဆမ်းပါဟိုအောက်မှာမျက်လုံးညောင်နဲ့မိမကြီးကတားတို့ကိုစိုက်ကြည့်နေတယ်လက်သေးတွေကလည်းအရှိကြီးတွေပဲတားတို့ကိုလာဖို့ခေါ်နေတယ်ဘယ်မှာလဲဘယ်မှာလဲဒေါ်တမ်းမြင့်တို့အိမ်အောက်မှာတားရဲ့စကားကြောင့်အဖေဖြစ်သူဦးအောင်တင်ကမိစန်းကလေးတွေကိုအိမ်ထဲမြင်မြင်ခေါ်သွားငါအိမ်အောက်ကိုတွားကြည့်လိုက်အောင်မယ်ဦးအောင်တင်အောင်ထက်ဟိန်းနဲ့ကျော်စင်တို့ကတုတ်တွေဆွဲကဒေါ်တမ်းမြင့်အိမ်အောက်ကိုတမီးနဲ့တွားထိုးကြည့်ကြတယ် ဘာမှမတွေ့ဘူးဒေါ်သန်းမင်းကလည်းစောစောကသူတို့ကြုံခဲ့သမျှကိုပြောပြတယ်ဒါကြောင့်တယောက်မျက်နာတယောက်ကြည့်ပြီးအားလုံးကြောက်လန့်ကအတီးတီးအိမ်ထဲကိုမြင်မြင်ပြန်ဝင်ခဲ့ကြတော့တယ်အောင်ထက်ဟင်းကမိမအတွက်မနှက်စာဝဲဖို့လမ်းထိပ်ကပြည်စုံလက်ဖက်ရည်ဆိုင်ကိုရောက်လာတယ်ဆိုင်ထဲဝင်ဝင်ချင်းမဲဆိုင်ရဲ့နောက်ထောင်ဘက်မှာထိုင်ပြီးလက်ဖက်ရည်တောက်နေတဲ့အိမ်ရှင်ဦးဝင်းထက်ကသူ့ကိုလမ်းခေါ်ပြီးခေအောင်ထက်ဟင်းဒီမှာထိုင်ပြီးလက်ဖက်ရည်တောက်အောင်ကွာဟုတ်ကဲ့ဦးဖိုးလုံးကြီးကြားစိမ့်တစ်ခွက်ဟေးဟုတ်ကဲ့ဦးလေး ။ဦးဝင်းထက်ကစပွဲထိုးလေးကိုလမ်းမှာပြီးတော့မင်းမိမအတွက်မို့လာဝဲတာလား။ဟုတ်တယ်ဦးလေးသူကကလေးတစ်ဖက်နဲ့ဆိုတော့အပြင်သိမ့်မထွက်ဘူးလေဒါကြောင့်ကျွန်တော်ကအလုံးမသွားခင်ဝဲဝဲပေးသွားတာ။ဟုတ်တာပေါ့ကလေးပြင်အိမ်မှုကိစ္စတွေလည်းလုပ်ရအောင်မှာဒါနဲ့မင်းတို့တွေမင်းညကစူးစူးညံ့ညံ့နဲ့ဘာဖြစ်ကြတာရောငါညာတော့ကတိတ်နေမကောင်းတာနဲ့စောစောအိပ်ရာထဲရောက်နေလို့စိတ်မကြည့်တော့တာ။အော်အဲ့ဒါပြောလေကွာ။ဟုတ်ဦးလေးညာတော့ကဒေါ်ဆန်းဝင်းကလေးနှစ်ယောက်ဦးသိန်းကျော်တို့အိမ်အောက်မှာတရေတွေ့လို့တဲ့ဟေ့ဟုတ်လား ဟုတ်တယ်ဦးလေးရဲ့ကျွန်တော်လဲဦးလေးကိုတခုမေးချင်တယ်ဦးလေးခြံထဲမှာတရေရှိတယ်ဆိုတာတကယ်လားဟာ ပေါက်ပေါက်ရှာရှာကွာမင်းကိုဘသူပြောလဲဒီအတိုင်းပဲသူများတွေပြောတာကြတာပတ်ဝန်းကျင်စကားကိုလိုင်းနားမထောင်ပါနဲ့ကွာပတ်ဝန်းကျင်ဆိုတာလိုက်ဆက်စုမယ်မကောင်းတာတွေပြောမယ်အဲ့ဒီလောက်ပဲသူတို့လုပ်တတ်တာ ဟုတ်ဟုတ်ကဲ့ဦးလေးစိတ်မဆိုးပါနဲ့ကျွန်တော်ကလည်းတစ်ဖက်စကားကိုပဲမယုံတက်လို့ဦးလေးကိုပြန်မေးကြည့်တာပါရပါတယ်ကွာစိတ်မဆိုးပါဘူးမိုးရေအောင်လာတော့ ဒေါ်သန်းမြင့်တရားအဝတ်တွေကိုကမန်းကရန်လိုက်ရုပ်နေတယ်။အဲ့ဒီအချိန်မှာမအီကဈေးကနေပြန်လာတယ်။မအီတောင်ပြန်လာပြီလား။ဟုတ်တယ်တော့ဒီနေ့စောစောကုန်သွားလို့မအီကအိမ်တကားဖွင့်နေရင်လမ်းပြောလိုက်တယ်ပြီးတော့ဆွေးချင်းတောင်းကြီးကိုအိမ်ပေါ့ဝမှာချပြီးဒေါ်သန်းမြင့်အိမ်ဘက်ကိုကူးလာတယ်။အတော်တို့ညကတရေချောက်ခံရတော့မကြောက်ဘူးလား။အောင်မလေးဘလို့လုံးမေးတာလဲကြောက်တာပေါ့အေး။ခိုးတော့ကြတော့အချောက်မခံရဘူးလား။မခံရဘူးတော့တရေချောက်တယ်ဆိုပြီး ပြောင်းပြေးသွားတဲ့လူတွေပဲမြင်ဘူးတာကျုပ်တို့ကမင်းညာကမှဆက်ချောက်ခံရတယ်။အော်ဒါနဲ့ဒေါ်ဆန်းဝင်းကလေးတွေကြောင်းသွားလား။မတော်ဘူးသူတို့ခံမြအိမ်ပေါ်ကတော့မစင်းရဲရှာဘူးလေ။သူတို့မေလဲသူတို့နာကတပွားတောင်ခွာလို့မရဘူး။ချမ်းမြေကတမီးလေးကိုခြိထားပြီးတချင်းဆိုကချော့တိတ်နေတဲ့ဘေးပတ်ဝန်းကျင်မှာတစ်ပင်တွေဝိုင်းရံနေပြီးငှက်ကလေးတွေရဲ့တန်ကလည်းတွန်ကျူးနေတန်တွေနဲ့တာယာနာပြောပွဲကြားနေရတယ်။ဒါပေမဲ့ဒင်းကတွင် ရာတီဥရုကချက်ချင်းအိမ့်စိမ့်လာပြီးငှက်ကလေးတွေရဲ့တန်ပြောက်သွားတယ်။တစ်ပင်တွေပေါ်ကတည့်ရက်တွေကလည်းချက်ချင်းနှံ့ကြွေကြကုန်ပြီး ပဝန်းကျင်မှာအပုံးနဲ့တွေလိုင်လာတဲ့ချမ်းမြေတယောက်ချက်သီးတွေထလာပြီးတမီးလေးကိုတင်းကျပ်စွာဖတ်ထားလိုက်ကဘေးပက်လေကိုခြောက်ချားနေတဲ့မျက်လုံးတွေနဲ့ဝေ့ကြည့်လိုက်တယ်။အဲ့ဒီအချိန်မှာတစ်ပင်တပင်နောက်မှာရက်နေတဲ့မိမတယောက်ကိုတွေ့လိုက်ရတယ်။ဒီမိမကသူမကိုမဲ့ပြုံးပြုံးနဲ့ပြုံးပြပြီးသူမရှေ့ကိုချက်ချင်းရောက်လာကသူမလက်ထဲကတမီးလေးကိုအတင်းလူယူတော့တယ်။ကလေးငှက်ကိုပေးငှက်ကိုပေးစမ်းမပေးဘူးမပေးဘူးဒါချက်မတမီးတမီးလေးကိုမယားမကလာလူယူနေတာကြောင့်ချမ်းမြေကတမီးလေးကိုအတင်းပြန်ဆွဲထားရတယ်။ဒါပေမဲ့ ဒီမိမကသူမထက်ပိုတမ်းမာနေတဲ့အင်အားချင်းမရှင်နိုင်တော့မန်တီလို့တမီးလေးကိုဆွန့်လို့ရတော့မယ်လို့တွေးရင်စိတ်ထဲဆိုနေလာပြီးမျက်ရည်တွေကျလာတယ်။တမီးလေးကိုလူနေတဲ့မိမကသူမပုံစံကိုကြည့်ပြီးဂျင်းနဲ့စွာပြုံးနေတယ်။သူမမှာရှိတဲ့အာအင်တွေလည်းရိုးရိုးလာတယ်လို့ခံစားလာရတယ်။အဲ့ဒီအချိန်မှာသူမနဲ့ဒီမိမကြားကမြေကြီးတွေအကြောင်းတွေဖြစ်လာတယ်။ခန္ဓာကိုယ်တစ်ခုလုံးလည်းရုတ်တရက်အပြင်းပြေးလာတယ်လို့ခံစားရတယ်။သူမကရုတ်တရက်ရလာတဲ့အာအင်တွေနဲ့တမီးလေးကိုဒီမိမလက်ကနေအာကုန်သုံးပြီးပြန်ဆွဲယူလိုက်တယ်။ ူမလက်ထဲကိုတမီးလေးပြန်ရောက်လာတာနဲ့တပြန်နဲ့မြေကြီးကလည်းတချမ်းစီ꿰ထွက်သွားပြီးအလဲမာ၆ကမ်းပါးကြီးဖြစ်သွားတယ်ဒီမိမကကြောက်လန့်ကြားနဲ့နောက်ဆုတ်လိုက်ပြီးတစ်ဖက်မြေကြီးပေါ်မှာရက်ကဒူမကိုမကြေမနက်နဲ့စိုက်ကြည့်နေတယ်ချမ်းမြေ့လက်နိုးသွားတဲ့ဘေးမှာဒူမခင်မိုးနဲ့ကလေးကနင်းနေချိုက်ချိုက်အိပ်ပျော်နေတယ်ဒါကအိမ်မက်ပါပဲလို့ဒူမကိုကိုစိတ်ဖြည့်ပြီးပြန်အိပ်ဖို့ကြိုးစားပေမဲ့တမီးလေးကိုဟိုမိမရသွားခဲ့ရင်ဘာဖြစ်သွားမလဲလို့စဉ်းစားမိပြီးစိုးရိမ်စိတ်တွေနဲ့ပြန်အိပ်မပျော်နိုင်တော့ဘူးချမ်းမြေ့ရဲ့ ညမမာထားတဲ့ပိတ်ဆက်တွေကိုမလဝင်းကအမတ်နဲ့တခါတည်းထည့်ပေးလိုက်တယ်။သူဒီညဖတ်ထွက်ပွဲသွားမလို့ဆိုင်စောစောပိတ်မှမိုးလို့တဲ့။ဟုတ်ကဲမှထားခဲ့လိုက်လေ။ပြည့်ရဲ့လားစစ်ပါအောင်တော်ပိတ်ဆက်တွေကအများကြီးကိုဟုတ်အမခဏလေးနော်။ချမ်းမြေကရေနွေးကိုတပူးတဲ့လဲပြီးနောက်မအီနားမှာလာထိုင်ကပိတ်ဆက်တွေကိုပြည့်မပြည့်စစ်ကြည့်တယ်။ပြည့်တယ်အမ။ဒါတွေကညမပြန်ရောင်းဖို့လား။ဟုတ်တယ်အမဟိုဘက်ရက်ကွက်မှာအဆောင်နေတဲ့ကောင်မလေးတွေရှိတယ်လေသူတို့ကမာလို့။ဒီရက်ပိုင်းညမမျက်နာတွေခြောင်ကျနေတယ်နော်။ နေမကောင်းဘူးလားဟုတ်ခေါင်းတွေကိုက်နေလို့ဒီရပိုင်းအိမ်မက်တွေလည်းလုံးဝမကောင်းတော့ပြန်အိပ်လို့မရဘူးဖြစ်နေတာဘာအိမ်မက်မို့လို့လဲချမ်းမြေကဒီရပိုင်းအိမ်မက်ထဲမှာတမီးလေးကိုလာလာလုနေတဲ့တရေမအကြောင်းပြောပြလိုက်တယ်မြမပြောပုံရဆိုရင်တရေမကတမီးလေးကိုလိုချင်နေတာများလားခလေးကိုတည်တည်ချာချာဂယူးဆိုင်အောင်တော့ဟုတ်ခုတော့တမီးလေးကိုဖုန်းကြီးတစ်ပါးပေးထားတဲ့ဖရိတ်ကျိုးလေးဆွဲပေးထားတယ်အင်းအင်းနဲ့လည်းနေကင်းတွေအိမ်မှာမနေရဲလဲအမတို့စီမှာလာနေအောင်ထပ်ဟင်းပြန်လာမှအိမ်ကိုပြန်ပေါ့ ဒီနေ့ဦးသိန်းကျော်ကတငယ်ချင်းတယောက်ရဲ့တမင်္ဂလာပွဲကိုတွားရင်မတွေ့တာကြပြီဖြစ်တဲ့တငယ်ချင်းတွေနဲ့ပြန်တွေ့ကအေးအေးဆေးဆေးစကားပြောပြီးမှအင်ကိုပြန်လာခဲ့တယ်ရေချိုးရမှာလဲစောသေးတော့စွကျဲလေးကအိမ်ရှိမှာပလက်ကလေးထိုင်ချပြီးတင်းစာဖက်နေလိုက်တယ်မနက်ကစောစောတထားရတာကြောင့်တင်းစာဖက်ရင်အိမ်ငိုက်လာတယ်နောက်ဆုံးမှအိပ်ပျော်သွားတယ်ကိုသိန်းကျော်ကိုသိန်းကျော်ထထမိမဖြစ်သူရဲ့အတန်ကြောင့်ဦးသိန်းကျော်ကရုတ်တရက်လက်နိုးလာတယ်မိမငါကိုဘာခိုင်းစရာရှိလို့နိုးတာလဲဒေါ်သမင်းကကြောင်အန်းဖြစ်သွားပြီးရုပ်ရှင်ကြည့်နေရကနေ ရှင်ကိုကျမပဲတုန်းကနှိုးလို့လေဒီမှာကျုပ်ဟာကျုပ်ရုပ်ရှင်ကြည့်နေတာကိုနေကြစီစားရင်သူ့ကိုပြန်ပြောတာကြောင့်သူအိမ်မက်မက်နေတာပဲဖြစ်မယ်လို့တွေးပြီးပြန်အိတ်လိုက်တယ်။ကိုသိန်းကျော်ထပ်လို့ပြောနေတယ်လေ။မိမတယောက်ရဲ့အတန်ကိုတဲတဲကွဲကွဲကြားလိုက်ရပြီးနောက်ကလေးထိုင်ကရုတ်တရက်ဘေးကိုလဲကျသွားတယ်။အောင်မလေးကိုသိန်းကျော်ဘလိုတွေဖြစ်တာလဲ။ငါခါတော့ကျိုးပါပြီ။ဦးသိန်းကျော်ကခါကိုလက်နဲ့ကင်ပြီး မထက်နိုင်ပဲညဉ်ညူနေရှာတယ်ဒေါ်သက်မြင့်လည်းရုပ်ရှင်ကြည့်နေရကနေယောက်ျားဖြစ်သူကိုထူပေးဖို့အိမ်ပေါ်ကနေကမန်းကရန်ဆင်းလာပြီးထူပေးတယ်ကိုသိန်းကျော်ဟိုမှာဟိုမှာမိမဖြစ်သူရဲ့မျက်နှာမှာကြောက်လန့်မှုအရေးအယံတွေချက်ချင်းဖုံးလွှမ်းသွားပြီးပြောနေတာကြောင့်သူကမိမညွန်ပြနေတဲ့နေရာကိုကြည့်လိုက်တယ်အောင်မလေးတရေမကြီးအုံးပင်ပေါ်ကိုတလန်းချင်းနောက်ပြန်တက်နေတဲ့ကိုဝင်ကြီးနဲ့တရေမကသူတို့ကိုကြည့်ပြီးရေနေရာကြောင့်လင်မယားနှစ်ယောက်စလုံးထိတ်လန့်ကပြန်တူအော်လိုက်ကြတယ် မအီကညနေစာသမင်းဝိုင်းကိုယောက်ျားဖြစ်သူရေချိုးမပြီးခင်ဆုံဆုံလင်းလင်းပြင်ဆင်နေတယ်။ဂလုံးဂလန်မအီလက်ထဲမှာကင်ထားတဲ့ချင်းတုပ်ပကံလွတ်ကျသွားပြီးချင်းတုပ်တွေမောက်ကျသွားတယ်။သမင်းစပွဲဝိုင်းမှာမူဆိုးထိုင်ထိုင်နေတဲ့တရဲမကြီးကိုမျက်တောင်မခတ်ပဲရက်ကြည့်နေမိတယ်။စပွဲပေါ်မှာသမင်းနဲ့ဟင်းတွေပြန့်ကျက်နေပြီးဒီမှာသမင်းနဲ့ဟင်းပကံတွေမောက်ရက်တာဖြစ်နေတယ်။သူမကြည့်နေစင်မှာပဲတရဲမကစပွဲပေါ်ကိုတက်လိုက်ပြီးသူမစီကိုလေးဖက်ထောက်လာနေတယ်။စောစောကမောက်ကျသွားတဲ့ချင်းတုပ်တွေကိုလည်းလက်နဲ့ကောက်စားရင်းသူမချေတော့နားကိုရောက်လာတယ်။ အားတရေမှကြီးလာကြပါအောင်အိမ်အောက်မှာရက်နေတဲ့ကြော်စင်တဲ့တားလေးရဲ့အော်တန်ကြောင့်ဒေါ်ဆန်းဝင်းတို့လင်မယားရောက်လာတဲ့တရေမကတော့ချက်ချင်းနဲ့အခိုးငွေတွေဖြစ်သွားပြီးပြောက်ွယ်သွားတယ်။ဤတက်ဤတက်ဘာဖြစ်သွားသေးလဲ။မေ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 မအီးကတော့ဘာစကားမှပြန်မပြောနိုင်ဘူးမျက်စိထဲမှာတရေမရဲ့မျက်နှာကြီးကိုလည်းဆွဲမြင်နေပြီးကြောက်နေမိတဲ့ရင်တွေတုံနေတယ်။မျက်စိဖွင့်လိုက်တာနဲ့ယောက်ျားနဲ့သားလေးပြင်ခြံထဲကလူတွေကိုပါတွေ့လိုက်ရတယ်။ဤတက်တတိယလာပြီလားဘလို့နေသေးလဲ။ ကျော်စင်ကမိမကိုစိုးရိမ်ကြီးမေးလိုက်တယ်။မအီးရဲ့အတန်တွေခိုက်ခိုက်တုံနေစေပဲ။တရေတရေမှအိမ်ထဲမှာရှိတယ်။ဤတက်ရဲ့စိတ်ကို အေးအေးထားပါလူတွေအများကြီးရှိတာပဲ။မအီးကတော့ဘာမှဆက်မပြောတော့ပေမဲ့သူမရဲ့မျက်လုံးတွေကကနာမငြိမ်ဖြစ်ပြီးနေရာအနှံ့ကိုလိုက်ကြည့်နေတယ်။စားမိမဒီမှာမင်းကြိုက်တဲ့အမေသားဟင်းထဲစာဦးအောင်တင်ကစီးကရက်ဝယ်ဖို့လာရင်အိမ်ထဲကစကားတန်တွေကိုကြားလိုက်ရတဲ့အဆက်ကဆိုင်မှာလူမရှိလို့ပြန်ထွက်သွားဖို့လုပ်ပေမဲ့ဒီတန်ကဦးဝင်းထက်ရဲ့တန်ဖြစ်နေတာကြောင့် တိကျင်စိတ်နဲ့ခြေတံဖိုးဖိုးလေးနဲ့အိမ်ထဲကိုဝင်လာခဲ့တယ်။ဖြည်းဖြည်းစားမိမရေလဲတောက်အောင်အတန်လာရခန်းစီကိုလျှောက်လာတော့အခန်းထဲမှာဦးဝင်းထက်ထိုင်နေပြီးသူမမြင်နိုင်တဲ့တစုံတယောက်ကိုစကားပြောကအရှိစလုံးထဲကိုဟင်းတွေခတ်ထည့်ပေးနေတာကိုတွေ့လိုက်ရတယ်။မောင်ဝင်းထက်မောင်ဝင်းထက်တကားဖွင့်ပါဦးကွာ။မနဲ့အိယာနုံနိုးချင်းအိမ်ပြင်ကခေါ်တန်ကြရလို့ဦးဝင်းထက်တကားလာဖွင့်ပေးတယ်။ဟာအကိုလာအိမ်ထဲဝင်အောင်မဝင်တော့ဘူး။လက်ဖက်ရည်ဆိုင်သွားမယ်မင်းခုမအိယာရတာလား။ဟုတ်ကဲ့ခဏလေးတော့ကျွန်တော်မျက်နှာသွားတက်လိုက်အောင်မယ်။ ကိုလက်တန့်ရှင်းပြီးနောက်ဦးဝင်းထက်တယောက်အကိုဝန်းခွဲဖြစ်သူဦးရဲထက်နဲ့လက်ဖက်ရည်ဆိုင်ကိုရောက်လာခဲ့တဲ့စပွဲထိုးလေးကိုလက်ဖက်ရည်နှစ်ခွက်နဲ့အကြော်ရီမာပြီးနောက်ဘာကိစ္စရှိလို့လဲအကိုမင်းချန်ထဲမှာတရေချောက်တယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့ကွာအကိုကလည်းကျွန်တော်ချန်ထဲမှာဘလို့လုပ်ပြီးတရေရှိရမှာလဲတမင်တက်တက်တပုတ်လီလွင်ရှောက်ပြောနေကြတာပါဗျာမယုံပါနဲ့မလိန်နဲ့မောင်ဝင်းထက်မင်းမိတ်မကိုမင်းကိုယ်တိုင်နေတိုင်းထမင်းကျွေးပြီးအိမ်မှာနေခွင့်ပေးထားတာငါကုံတိပြီးပြီးမလောက်ကောင်းလောက်ကောင်းကွာဗျာ ဘလို့လုတ်ပြီးတည်တာလဲနားကိုမင်းအင်သားတွေအရင်လာပြောတာဒါကြောင့်နောက်နေတွေမင်းမိမကိုထမင်းကျွေးချိန်မင်းအင်ထဲကိုငါကိုယ်တိုင်လာချောင်းကြည့်တော့မင်းမိမကိုထမင်းကျွေးနေတာငါမျက်စိနဲ့တက်အမြင်ခဲ့တယ်ဦးဝင်းထက်ဘာမှပြန်မပြောနိုင်ပဲခေါင်းငုံနေရှာတယ်မင်းကွာမင်းမိမမကျွတ်မလွတ်ဖြစ်နေလဲကျွတ်လွတ်ပြီးဘဝကူးကောင်းအောင်မင်းလုပ်ပေးရမှာပေါ့အခုတော့မင်းကိုယ်တိုင်ကအိမ်မှာနေခွင့်ပေးပြီးကျွေးမွေးထားတယ်မင်းဒီလိုတွေရှောက်လုံနေတာနဲ့မင်းမိမဘလို့ဘဝရောက်နေပြီလဲဆိုတာမင်းတီလာမင်းယူမနေပြီတိတ်ထိဖြစ်နေပြီကွာ ဒါပေမဲ့တစီမကဒီနေ့ကအကိုဖြစ်သူကနားလည်အောင်ပြောပြလို့ဦးဝင်းထက်တယောက်သူ့လုပ်ရက်တွေမားနေမှန်းတိသွားတယ်။နင်တို့ကြောင့်ငါယောက်ျားကငါ့ကိုအမျှဝေတော့မယ်။နင်တို့မနေနိုင်ရင်နင်တို့ပဲပြောင်းသွားကြပါလား။ဒါငါ့အိမ်ငါ့ချက်နင်တို့ကိုလုံးဝမချေနဲ့ပူတာတူလဲလုံးဝမခေါ်ဘူး။အိမ်ငါတွေအားလုံးဒီအိမ်မက်ကြီးကိုပြန်တူမက်ပြီးနိုးလာကြတယ်။နိုးနိုးချင်းပဲခေါမိုးပေါ်ကခြေတံပြင်းပြင်းနဲ့ရှောက်နေတဲ့အတန်တွေအိမ်နေရန်ကိုပြင်းထန်စွာပုတ်ခတ်နေတဲ့အတန်တွေကိုကြားလိုက်ရတယ်။ ိမ်သားတွေကတော့အပြင်းလဲမထွက်ရပြန်လဲမအိပ်ရဲတော့ပဲကိုယ့်အိမ်ထဲမှာတယောက်နဲ့တယောက်ပူကက်စွာထိုင်နေကြရတယ်မနဲ့၆နာရီထိုးမှသာဒီတန်တွေပျောက်သွားလေရဲ့နောက်ရက်တွေမှာဦးဝင်းထက်ကမင်းမဖြစ်သူအတွက်ကုသိုလ်ကောင်းမှုပြုပြီးအမြပေးဝေခဲ့ရမယ်မချွတ်မလွတ်ပဲနောက်နေ့တွေမှာ၆လက်မှုတွေပုံမဆိုးရွာလာခဲ့တယ်ဒါကြောင့်ကမဝါကိုနှစ်ခါတီးတီးထည့်ရုပ်ဖက်ခဲ့ရတယ်ဒီနောက်မှသာ channel မှာအေးအေးချမ်းချမ်းနဲ့ပုံမှန်တိုင်းပြန်ဖြစ်သွားတယ် တုံးလာကြတဲ့အခါချမ်းမြေတို့မိသားစုကိုချမ်းမြေမိဘတွေကပြန်လက်ခံလို့ချမ်းမြေတို့ဟာမိပစီမှာသွားနေဖို့ဒီခြံကနေဥစွာပြောင်းသွားတယ်ဒီနောက်မှာဦးဝင်းထက်ကခြံကြီးကိုရောင်းတော့မယ်ဆိုတော့တခြားအိမ်ငါးတွေလည်းအတီးတီးပြောင်းရွှေ့သွားကြတယ်ခြံကြီးကိုရောင်းပြီးသွားတဲ့အခါရရှိလာတဲ့ပိုက်ဆံတွေကိုဦးဝင်းထက်ကလိုအပ်တဲ့နေရာတွေမှာလူတန်းပြီးတာသနာပောင်ရဲကိုအပြီးဝင်သွားလေတော့တယ်အတက်တစ်ခုကြောင့်ဘဝတစ်ပါးပြောင်းသွားသူကိုမသွားပါနဲ့ဆိုပြီးဆွဲထားလို့မရပါဘူးဘဝချသွားသူကိုဘဝကူးကောင်းအောင်ပဲ ကောင်းမှုကုသိုလ်များပြုလုပ်ပြီးအမြတ်တမ်းပေးဝေတာအကောင်းဆုံးပါ။